အားလုံးပဲမင်္ဂလာပါနော်အကျွန်တော် live မှာလေ့လာကြရဝန်ဆော့ဆက်ညီကိုတွေကိုကျွန်တော်ကအဲဥပမာပြောရင်ကျွန်တော်ဒီ SUV လေးပေါ့နော်ကလစ်150မှာ SUV လောင်သွားတယ်လောင်သွားတယ်ကျွန်တော်တို့လောင်သွားတယ်ဆိုတာကဒီ SUV နဲ့ SUV နဲ့ကဆက်သွယ်မှုမရှိတော့ဘူးလောင်သွားခဲ့လို့ချင်းကျွန်တော်ဒိုင်းကွာမီးလည်းမလာတော့ဘူးအဲဆက်လည်းနိုးလို့မရတော့ဘူးပေါ့နော်ပန့်နေပါရင်လည်းမလဲတော့ဘူးဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် easy အဲ့ SUV ကိုကျွန်တော်အတိတ်ထဲမယ်ပေါ့နော်အတိတ်ထဲမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ SUV ဘူးမှာ ်ပါတဲ့ကုတ်နဲ့အဲ့ဒီဘူးအတင်းနဲ့ကြတော့ကုတ်ကမကြိုက်ဘူးပေါ့နော်ပေးမတိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆက်နိုးလို့မရဘူးအဲ့ဒါဘူးမှာကျွန်တော်တို့ကအဲအလွယ်တကူဆက်ကလေးနဲ့ကျွန်တော်တို့ဝကြောစရာတွေအတော်ဟိုမြန်အလုံးလေးလုံးလို့ရတယ်ပေါ့နော်ဆက်လေးချင်းလုံးလို့ရတယ်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးမယ်နော်ဒါအတော့ကျွန်တော်တို့ဒီမှာသူ့ original ဒါကျွန်တော်ဘင်းကဘူးကျွန်တော်ကဒါသူ့တင်ကားတင်ပေးလိုက်လို့အဲ့ဒီဘူးရဲ့ ECU ရဲ့ RAM ရဲ့တော့အောင်ရဲ့ဆိုပြီးထည့်ပေးလိုက်တယ်ဗောနော်အဲ့ဒါမှကျွန်တော်အစီဘူးအစ်စ်လဲ ဒဲဗီယာနဲ့ကျွန်တော်ကဒီအဲဒီတူ EC ကိုကျွန်တော်ရဇက်ချပြအောင်နော်အလွဲတကူဘလို့ရဇက်ချလဲစက်ကလေးနဲ့ဘလို့ရဇက်ချလဲဆိုတော့လိုင်းမော်လေးလာကြဝါချောချာညီကိုကျွန်တော်မျှဝေပေးမယ်နော်အဲ့ဒီဦးလေးလောင်လွားရင်ကျွန်တော်အစ်စ်လဲလဲကျွန်တော်တို့အစ်စ်လဲလိုက်ုံနဲ့ကျွန်တော်တို့စီးလို့မရပါဘူးကုတ်ချင်းကမတူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့တော့ဒီ EC ကိုရဇက်ချပြရမယ်နော်ရဇက်ချပြမှရဇက်ချလိုက်တဲ့ဆိုတာဒီ EC တွေကကုတ်ကိုကျွန်တော်ဖြတ်ပြတာမဟုတ်ဘူးအဲ့တူငကူအော်ဂျင်နယ်ကုတ်လည်းရှိမယ်နော် ခုအတ္တိဘူးအတ္တိဝင်လိုက်မယ်အဲ့အတ္တိတွေကကုတ်ကိုရောတရားလိုက်တာဖြစ်တဲ့အတွက်အဲဒီကုတ်ကိုဒီ issue တွေကိုရိုက်ထည့်ပြီးသားဖြစ်တယ်ဗောနော်ထဲ့ကုတ်ထည့်လိုက်တာဗောနော်အဲအဲ့အဲ့လေးကိုကျွန်တော်မျှဝေပေးမယ်နော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးဝမ်းချောချာကိုလည်းမြန်မာလေးချက်တယ်ပြီးတော့နော်ဟုတ်ပြီအားလုံးကျွန်တော်ပြပေးမယ်နော်ဒါလေးကတော့ကျွန်တော်ဒီမှာအဲအဲ့ဒီဘူးနဲ့ရမ်ဘူးနဲ့တွဲရတာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်နော် အဂျီဘူးဒီလိုဝယ်လို့ကျရင်ကျွန်တော်ဒီမှာရမ်မူလေးနဲ့သွဲရက်ကလေးနှစ်ခုပါတယ်နော်အဲအဂျီဘူးရဲ့ရမ်မူရဲ့သွဲရက်လေးနော်အဲသူ့မှာလည်းဒီမှာကျွန်တော်ကဒီမှာကုတ်ကလေးပါတယ်ဘူးတက်ကကုတ်ကလေးပါတယ်ဒီကုတ်ကိုကျွန်တော်တို့ကဒီအဲ ECU တဲကိုသူ့ ECU တဲကိုကျွန်တော်ကုတ်ရိုက်ထည့်ရမှာနော်အဲ့ဒါမှဒီ ECU ဘူးနဲ့ ECU နဲ့ကချိန်ဆမှုရှိမှာနော်အဲ့ဒါမှစက်နိုးလို့ရမှာနော်အခုကျွန်တော်စမ်းပြမယ်နော်ဒီဟာကိုကျွန်တော် ဆက်နဲ့ရက်စက်မချသေးဘဲနဲ့အရင်တက်ကြည့်မယ်နှိုးလို့ရလားဆိုတာကိုကျွန်တော်ဆိုင်းပြမှာနော်ဟုတ်ပြီနော်ဒါကိုကျွန်တော်ဒီမှာဘူးတက်ကျွန်တော်တက်လိုက်မယ်ဘူးတက်တက်လိုက်မယ်ပြင်ကျွန်တော်ဓမှုလဲဖွင့်တာနော်ဟုတ်ပြီဖွင့်လိုက်မယ်ဖွင့်ပြီးရင်ဒါဒါသူ့ကိုကြောက်ဖွင့်လိုက်မယ်ဒီမယ်ချက်နှိုးလို့ရလား မရဘူးဆက်နှုတ်လို့လည်းမရဘူးเนาะဆက်နှုတ်လို့လည်းမရဘူးအဲဒီမှာဒီတိုင်းလည်းအတန်ကြီးနေမယ်ဒါဆိုရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့က ECU နဲ့ SCU နဲ့ကအာမတိဘူးပေါ့နော်အကုတ်ချင်းမတူတာဖြစ်တဲ့တော့ဆက်လဲနှိုးလို့မရဘူးဆက်လဲနှိုးလို့မရဘူးကျွန်တော်တို့ဟိုဘာမှလုံးလို့မရဘူးပေါ့နော်စတက်တီတိုင်းလည်းဆွဲလို့မရဘူးနှိုးလို့မရဘူးเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ SCU ဘူးကကုတ်ကိုကျွန်တော်တို့ဒီ ECU တွေကိုကျွန်တော်တို့က ရိုက်ဆက်နဲ့ကျွန်တော်တို့ရဇက်ချပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်တယ်နော်အဲ့ဒါလေးဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ပြဝင်ပြီမယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာဒီဆက်ကလေးဒီဆက်ကလေးကကျွန်တော်တို့ဒီမှာဒီတိုင်းလွတ်ပါတယ်ဒါပေမဲ့ဝယ်လို့ရှင်တော့ကျွန်တော်တို့ကဒီမှာဒီဒီဒီဟိုအကျိုးလေးတော့မပါဘူးနော်ပါဝါပေးတဲ့ဂျူလီတော့မပါဘူးဒီပါဝါပေးတဲ့ဂျူလီကကျွန်တော်တို့ဝယ်လို့ရပါတယ်နော်ပေါ်ပါတယ်ဟုတ်ပြီအဲ့ဒီဟာလေးကိုကျွန်တော်ဒီဆက်လေးအသုံးပြုပြီးတော့မှကျွန်တော်တို့ ECU ကိုရက်ချက်ချပြီးတော့ကျွန်တော်တို့ကုတ်ရိုက်ထည့်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မားရမရှိဘူးကျွန်တော်တို့ကဒီမှာ diagnostic ကောင်း ကျွန်တော်ဒီမှာဒီကောင်းလေးကိုတက်လိုက်မယ်တက်ပြီးတော့မှကျွန်တော်တို့ကဒီမှာအဲဒီပါဝါပေးတဲ့ဂျူးလေးနဲ့ပရိအပေါင်းတို့ညှက်မယ်ညှက်ပြီးလာလို့ရှိရင်ကျွန်တော်လုပ်မယ်နော်တကယ်လို့ဟိုဒါကကျွန်တော်ဆိုင်ကယ်ရှိလို့ဆိုင်ကယ်ကနေပြီးတော့မှတက်ပြီးတော့ကျွန်တော်လုပ်တာနော်တကယ်လို့ဟိုဆိုင်ကယ် ECU အလွတ်တိုင်းပဲဆိုလို့ချင်းကျွန်တော်ကဒီမှာကြည့်မယ်ဒါကီလိုင်းဂျူးနော်ကီလိုင်းဂျူးမှာကီလိုင်းဂျူးပေါ့ကိုတက်မယ်ပြီးရင်ဒီမှာဒါပရိအပေါင်းတို့ပေါ့နော်ပရိအပေါင်းတို့ပေးပြီးရင်ကျွန်တော်တို့ကဒါအဲဒီဟာလုပ်လို့ရပြီနော်အဲ့တော့ကျွန်တော်ဒီမှာစမ်းကြည့်မယ်နော် ဆက်ကြည့်မယ်ကျွန်တော်တို့ဒီမှာ dialogue အပေါက်ကိုကျွန်တော်တက်မယ်တက်ပြီးရင်ကျွန်တော်ကဒီမှာဒါလေးတက်မယ်တက်ပြီးရင်ကျွန်တော်ဗတိပေါင်းလုံးမှန်အောင်ညှက်မယ်နော်နော်ဗရီပေါင်းတဲ့မီလေးစိမ့်လာလိမ့်မယ်မြင်လားမသိဘူးနော်နော်မီလေးစိမ့်မယ်မီလေးစိမ့်လာလို့ကျရင်ကျွန်တော်ဘာလုပ်ရမလဲဆိုဒီခလုတ်လေးတစ်ချက်နှိပ်မယ်နော်အဲခလုတ်နှိပ်ပြီးတော့ကျွန်တော်တော့ဖွင့်ပြရမနော် ခလုတ်လေးနေမယ်နော်ဟောမီးလေးပိတ်သွားပြီနော်မီးလေးပိတ်သွားပြီမီးလေးပိတ်သွားပြီငြိမ်သွားပြီခုံထဲကလည်းငြိမ်သွားပြီဆိုတော့ကျွန်တော်တို့တော့တော့တစ်ချက်ပြန်ပိတ်နော်တော့တစ်ချက်ပြန်ပိတ်ပိတ်ပြီးတော့ဒါဆိုရင်ကျွန်တော်ချိတ်သွားပြီလို့ပြောလို့မရတော့ကျွန်တော်တော့တစ်ချက်ပြန်ဖွင့်မယ်နော်တော့တစ်ချက်ပြန်ဖွင့်မယ်ဟောဒီမဲ့ လေးပြာသွားပြီနော်မီလေးပြာသွားပြီဒါဆိုရင်ကျွန်တော်တို့ချိတ်သွားပြီနော်ချိတ်သွားပြီဆိုလို့ချင်းကျွန်တော်တို့ဒါအချိန်ပြေသွားပြီနော်ချိတ်သွားပြီမီလေးပြာသွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကတရားကိုကျွန်တော်တော့ပြန်ပိတ်မယ်နော်တော့ပြန်ပိတ်ပြီးတော့မှကျွန်တော်တို့ဒါဆိုရင်ဒီစက်မလူတော့ဘူးကျွန်တော်တို့အဲ့ဒါကြီးဒါကြီးထုတ်လိုက်လို့ရပြီနော်ထုတ်လိုက်လို့ရပြီအကုန်ပြုတ်မယ်နော်ဟုတ်ပြီထုတ်လိုက်ပြီပြုတ်ပြီးွားရင်ကျွန်တော်တို့ဟိုဒီ ဒီကောင်ကိုကျွန်တော်တို့ကအဆင်ပြေမပြေကြောင်စမ်းကြည့်မယ်နော်စမ်းနှိုးကြည့်ပါဗောနော်အဲသူအဲဒီ FCU ရဲ့ကုတ်ကကျွန်တော် ECU ရဲ့ရောက်သွားပြီရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကစမ်းနှိုးလို့ရပြီအဲ့ဒါကိုရမ်းမရကျွန်တော်စမ်းကြည့်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာစမ်းကြည့်မယ်နော်ဟောဖွင့်လိုက်တော့ဖွင့်ဖွင့်ပါပြီဖွင့်တာအတန်နေလည်းမမြည်တော့နော်ဒါသာဆိုရင်ကျွန်တော်ဆက်နှုတ်ကြည့်မယ်နော်ဟောရသွားပြီနော်ဒါဆိုဆက်လဲနှုတ်သွားပြီနော် အဲဒါကကျွန်တော်တို့ဒီဆက်ကလေးကိုအဲဒီဆက်ကလေးအသုံးပြုပြီးတော့မှကျွန်တော်တို့ကအလွယ်တကူအစီဘူးလဲလဲလဲရတာဝါရှော့ဆရာအစင်ပြအောင်လို့ဒါကျွန်တော်ပြပေးရနော်အဲဒါဆိုရင်ဘာဟိုလိုကြီးဆက်တွေလဲကျွန်တော်မလိုတော့ဘူးဒီဟာလေးနဲ့အလွယ်တကူကျွန်တော်တို့အဲဟိုပါပြလို့ရပြီပေါ့နော်အစီဘူးချိန်မဲ့ဆိုရင်ကျွန်တော်ကုတ်မတွေ့ရင်နှုတ်လို့မရဘူးအတိဝယ်လဲလဲနှုတ်လို့မရဘူးပေါ့နော်အာဒါဒါတော့ကျွန်တော်ဒီဆက်ကလေးကိုအတုံးပြုတ်ပြီးတော့မှကျွန်တော် SUV ချင်းပေးတာလေးကိုမျှဝေပေးတာဖြစ်ပါတယ်။ဒါမှမဟုတ်လေးလာကြဝါရှော့တဲ့ညီကိုနေနော်အားလုံးပဲဝါရှော့တဲ့ကူတွေမြန်မြန်လေးရှက်တဲ့ပြီပါအားလုံးပဲကျေးဇူးတင်ပါတယ်နော်။